တစ်တောင်ရဲ့တဘာဝကိုလေးစားမြင်လို့ခြင်းနဲ့ပေါင်းဆက်ဖန်တီးထားတဲ့ဂျပန်တစ်တာအမှုပညာရဲ့လက်ဝက်ချက်များပရိသတ်ကြီးအလုံးမဲမင်္ဂလာပါရှင့် Ticket Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်တာလက်ရာတွေကိုကြည့်လိုက်ပါဦးတစ်တာတစ်ချောင်းစီကိုအမှုပညာဆန်းဆန်းဆက်ပြီးဖန်တီးထားမှုတွေကရင်သက်ရှင်မိုးစရာကောင်းလွန်လာပါတယ်ပို့ထူးခြားတာကဒီပေါင်းဆက်မှုမှာတန်ရွေချိတ်တွေလုံးဝမသုံးထားတာပါပဲ GPDU ဟာဂျပန်တစ်တာအမှုပညာလောကရဲ့နာမည်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ခီးတစ်ခုစီဆွဲခေါ်ပေးသွားမှာပါ ရိုးရဒလိတွေလက်မှုပညာရဲ့ကျွမ်းကျင်မှုတွေအပြင်တဘာဝတရားကြီးကိုလေးစားတဲ့စိတ်ဓာတ်တို့ပေါင်းစပ်ထားတဲ့ဂျပန်သစ်တာအနုပညာရဲ့အမကန်းပွဲရာတွေကိုမြန်ဝထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်။ဂျပန်လူမျိုးတွေကတစ်တားကိုတံပိုးထားလေးစားတတ်ကြတဲ့သူတွေဖြစ်ပါတယ်။အဲ့ဒါကလည်းတစ်ပင်တစ်ပင်ကနှစ်ပေါင်းများစွာအသက်ရှင်တန်ခဲ့ပြီးသူတို့မှာကိုယ်ပိုင်သမိုင်းကြောင်းနဲ့အမတ်တရားတွေရှိနေကြောင်းခံယူထားလို့ပါပဲ။ပြောရရင်တစ်ပင်တစ်ပင်ကလေတံမိုးတံနဲ့အခက်ခဲမျိုးစုံကိုကျော်ပြတ်ခဲ့ရတာဖြစ်ပါတယ်။ ဂျပန်တွေကအဲ့ဒီအချက်ကိုအရန်အလေးထားကြတာလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်လဲတသားတွေကိုအတုံးပြတဲ့အခါတည့်ရက်တဘာဝအသာကြပုံအတွင်ပြင်းနဲ့ရှည်ရင်ဆွဲပုံစံတွေကိုအတက်နိုင်ဆုံးအတုံးချတတ်ကြတာပါ။ဒီလိုတဘာဝတွေကိုမြန်နိုးတဲ့စိတ်တက်ကဂျပန်တသားအမှုပညာရဲ့အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါတယ်။ဂျပန်တသားအမှုပညာရဲ့အထူးအဆုံးလက္ခဏာကတော့တန်နဲ့တန်ချိတ်တွေကိုမတုံးဘဲတတအချင်းချင်းဆက်ရှက်သုံးဆွဲလို့ရအောင် ပြုပြင်ထားတာပါပဲ။ဒီပညာကိုစာရှင်မို့လို့ခေါ်ပါတယ်။ ရှုပ်ထွေးပြီးတည်ကြတဲ့ဆက်ဆက်မှုတွေကတတားတွေကိုတစ်ခုနဲ့တစ်ခုခိုင်ခိုင်မာမာချိတ်ဆက်ပေးပြီးရာစုနှစ်ပေါင်းများစွာတည်တတ်နိုင်တဲ့အလက်ရာတွေကိုဖန်တီးပေးနိုင်ပါတယ်။အဲ့ဒီခေတ်မှာဒီနေ့ပညာကအထုထိတ်ကိုရောက်ရှိလာခဲ့ပြီးအဲ့ဒီခေတ်ကဖန်တီးခဲ့တဲ့လက်ရာတွေကဒီနေ့တိုင်အောင်ဂျပန်ရဲ့ဂုံရွာတဲ့အမွေနဲ့အဖြစ်ကြံ့ရင်နေသေးပါပဲဂျပန်တရားအမှုပညာလို့ပြောလိုက်ရင်ရိုးရှင်းပြီးအသုံးဝင်တဲ့အလုပ်ခုံတွေရဲ့အကြောင်းကိုခြံထားလို့ရမှာမဟုတ်ပါဘူး ီအလောက်ကုန်တွေကိုတည်ယူရလွယ်ကူပြီးဘယ်နေရာမစိုးလင်းလင်းမြန်မြန်တက်ဆင်အသုံးပြုလို့ရအောင်တည်ထွင်ထားပါတယ်။မလိုအပ်တဲ့အချိန်မှာလဲခက်မြန်မြန်ပြန်ပြုတ်နိုင်တာပါ။ဒီလိုလက်တွေ့ကြပြီးထိရောက်တဲ့ဒီဇိုင်းကဂျပန်လူမျိုးတွေရဲ့စနစ်ကြမှုနဲ့အသေးစိတ်တွေးတောနိုင်မှုကိုထင်ရှားစေတာတော့အမှန်ပါပဲ။တတအမှုပညာမှာအသုံးပြုတဲ့ကရိယာတွေရဲ့အခန်းကဏ္ဍကလည်းအရေးကြီးလောက်ပါတယ်။ဥပမာအဖြစ်ဂျပန်လော်ရီနဲ့ညက်အများစုကဥရောပဒီဇိုင်းတွေနဲ့လုံးဝမတူပါဘူး။ဒီလိုတွေကဆွဲပြီးမှလိပြရတဲ့ဒီဇိုင်းမျိုးဖြစ်ပါတယ်။ အဲ့ဒီဒီဇိုင်းကလက်မှုပညာရှင်ရဲ့ခနာကိုလှူရှာမှုကိုပုံမထိရောက်စေပြီးတက်သားတွေကိုညဉ့်ညံတတာတိတိကျကျကင်တော်နိုင်စွမ်းတွေပေါ်ရှိနေတာပါပြောရရင်ဒီလိုအချက်လေးတွေကပဲတက်သားရဲ့အသွင်ပြင်ကိုပုံနာလေလာစေပြီးအရေးသွင်းမြင့်တဲ့လက်ရာတွေဖန်တီးနိုင်ဖို့အထောက်အကူပေးနေပါတယ်ဒီလိုဖန်တီးကြတဲ့အခါမှာလည်းလက်မှုပညာရှင်ရဲ့တက်သားပေါ်ထားတဲ့သဘောထားကလည်းအရေးကြီးလာပါတယ်တနည်းအားဖြင့်တက်သားကိုချစ်တဲ့စိတ်တဘာဝကိုချစ်တဲ့စိတ် တစ်ပင်ရဲ့တံပိုးစတာတွေအပြင်တဘောဝဆန်ဆန်ဖန်နီးကျင်စိတ်တွေပေါင်းစလိုက်မှသာလက်ရမြောက်တဲ့ဂျာလက်တခုဖြစ်လာနိုင်မှာပါ။ပြောရရင်ဒီလိုလက်ရတွေဖန်နီးမဲ့သူကအားကောင်းတဲ့ဆက်သွယ်မှုတွေရှိဖို့လိုအပ်ပါတယ်။အဲ့ဒါကအလို့ကန်ဆွတ်တယ်မှုတော့မဟုတ်ပါဘူး။အသုံးပြုတဲ့ကိရိယာတွေနဲ့ဆက်သွယ်နိုင်မှု၊ရုပ်ရဒလိတွေနဲ့ဆက်သွယ်နိုင်မှုတို့အပြင်အရေးအကြီးဆုံးကကိုပြုတ်ပြင်မဲ့တရားနဲ့ဆက်သွယ်နိုင်မှုတို့ပဲဖြစ်ကြောင်းဝင်းမြလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချောလိုက်ရပါတယ်ရှင်။အဆုံးနဲ့ကြည့်ရှုပေးခဲ့တဲ့အတွက်တရားချင်းစီတိုင်းကိုသူပဲကျေးဇူးတင်ရှိပါတယ်ရှင်။